လုံးမမြင်လာပါရှင်ခိုင်ကော့ဆော့ဖလစ်ဆယ် channel လေးရနေအလုံးကိုပြန်လေးပြီးတော့ကြိုဆိုလိုက်ပါတယ်။အမှတ်တရကြရဲပေါ့နော်ဒီခိုင်ကော့လုပ်ငန်းခွင်သုံးဟာကိုမတင်မဖြစ်တာမင်းနဲ့ဆက်နွယ်တကယ်တောင်းဝန်ပါတယ်နော်။အားလုံးလက်တည်မထိုင်ပါနဲ့။အမှတင်နန်းဖွင့်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတင်နန်းစာတွေကိုလုံမီရတာဒီကြောင့်ပေါ့နော်။အဓိကကတော့အဲ့ဒါကြောင့်ပေါ့။အဲ့ဒီလုံတစ်ဖက်နဲ့ဗီဒီယိုကိုနောက်ကတော့မှုအပြိုင်မလုပ်နိုင်တဲ့ခါမှာအဲ့ဒီတင်ငန်းရဲ့တင်နန်းစာတွေပေါ့နော်။အမှကအကုန်လုံး ဒီ video class ဖြစ်တဲ့အတွက်အပြီးသွင်းရတာမျိုးတွေပြီးအဲ့ဒီတန်းနဲ့ပတ်သက်တဲ့စာအုပ်တွေအကုန်လုံးလည်းအမကလို့ဖတ်တာမျိုးတွေလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဘက်ကိုအားမထည့်လိုက်နိုင်ဘူးเนาะဒါကြောင့်မို့လို့အခုကကျတော့အဲ့ဒီတန်းကလည်းဖွင့်နေတယ်ဖွင့်လို့လည်းပြီးသွားပြီပေါ့ကွယ်လက်ရှိမှာတန်းသားလက်ခံနေပုံမဲ့အဲ့ခီလိုကူတင်တဲ့အဲ့ကြောင့်မို့လို့အမကအခုထီးရကိုပြန်ပြီးတော့လုပ်ပေးပါမယ်အဲ့အမတို့ဒါဆိုလို့ရှိရင်အမပြန်ကြည့်လိုက်တာပေါ့နော်အမတို့ဒီအခန်း7ကိုရောက်ပြီအခန်း7ကမစရသေးဘူးပေါ့နော်အမတို့ဒီဟိုအရင်ဗီဒီယိုမှာဒီအခန်း10ရဲ့ ဒီ Kaigonic ခီမှာပြီးသွားခဲ့ပါတယ်ဒါကြောင့်မလို့ဒီနေ့အခန်းစတစ်ကနေပြန်ပြီးတော့ပြန်ပြပါမယ်ခန်းစတစ်ကကြတော့ဗာလဲဆိုလို့ရှိရင်ဆွဲเนาะဆွဲခိုက်ခါတဆွဲဆိုတာကြဒုက္ခောက်ပေါ့เนาะအဲ့တော့ဒုက္ခောက်ကို3နဲ့နီလန်း3ပုံ3နီးအဲ့တော့ဒုက္ခောက်တွေကိုဘယ်လိုမျိုးနီလန်းမှန်မှန်ကန်ကန်နဲ့သုံးရမလဲဆိုတဲ့ဟာဒီပါဆွဲဩကြောစုနိစခါဟုတ်အန်ဇန်နိအရာခွန်နိအတ်ကေမတ်ဒီဒုက္ခကိုပေါ့နော်ဒီကျွန်းချင်းချင်းသုံးနိုင်မယ်ဆိုပြောရမယ်ဆိုလို့ရှိရင်သူရအမှန်ကန်တဲ့နီလန်းနေနဲ့သုံးမယ်ဒုက္ခသုံးပုံသုံးနီးတာအမှန်ကန်မယ် ဥမိုက်ဖြစ်မယ်ဆိုလို့ရှိရင်ねဒီလိုမျိုးအန်ဒီရဲ့ကင်ကင်းပြပယ်ရှိရှိနဲ့အေးစစ်စစ်တန်းသွတာနဲ့လမ်းလျှောက်နိုင်ပါရဲ့စကိုက်ခတ်တာကိုမာချီကာရဲ့တူတော့အိုခင်းနာချီခုန်နေနိုင်မတ်ဒီတုံးတဲ့နီလောင်မှားသွားခဲ့မယ်ဆိုလို့ရှိရင်လည်းပေါ့နော်ဘတော်တစားချီချီမမလေးဖြစ်နိုင်ပါရဲ့ပြင်ကြဟိုခိုးအိုတာစုခေတဲ့တာမယ်နိစကိုက်ခတ်တာကိုဘန်ကျော်ရှိမရှော့သူများလမ်းလျှောက်ပေးတာပေါ့နော်ဒီအဖိုးဖိုင်လမ်းလျှောက်ပေးတာကိုကကိုကကိုညီဖို့အတွက်ကိုညီနိုင်ဖို့အတွက်ဒီဒုက္ခကိုအသုံးပြုတဲ့ဟာကိုလ ీల ကြရအောင်နိ ဒါဆိုလို့ရှိရင်တော့သူကဘာပြောလဲဆိုလို့ရှိရင်ကျတော့အစိုးရเนาะအစခိုင်ခတာပါเนาะဒီရာကိုဘယ်လိုသုံးမလဲဆိုတော့အာရှီเนาะဒါရိုက်တန်ရှီเนาะဒါကာဆာနိဆိုရယ်เนาะအဆိုရယ်เนาะနီဂီတိုတိုကိုလိုကခင်မတ်အဲ့တော့အာရှီเนาะဒါရိုက်တန်ရှီဆိုတာဘာပြောလဲဆိုလို့ရှိရင်ပေါ့เนาะဒီအမအတို့ပေါင်ရယ်တင်မဆုံရယ် ဆက်တဲ့နေရာအဲ့ဆက်တဲ့နေရာမှာအမတို့ဒီဆန်ကိုယ့်ရဲ့ခန္ဓာကိုယ်ဆန်းကြည့်လိုက်မှဆိုလို့ရှိရင်ထွက်နေတယ်ငေါ်ထွက်နေရရိုးရှိရအဲ့ဒီဟာကိုပြောတာအဲ့ဒါဒိုင်းတန်းရှိလို့ပြောရပါတော့အဲ့တော့ပြောရမယ်ဆိုရင်အဲ့ဒီနေရာကဘာနဲ့တူလဲဆိုလို့ရှိရင်အမတို့မတက်ရက်ပြီးတော့ဒီဖိုးလိုပဲပေါ့နော်လက်ထပ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလက်ထိတ်ကလေးရှိတဲ့နေရာပေါ့ပြောရမယ်ဆိုလို့ရှိရင်လက်ကဒီဆော့ရဲ့ကိုင်မိုးအတွက်တန်းတော့တတဖြစ်တဲ့နေရာဒီဒိုင်းတန်းရှိရှိတဲ့နေရာအဲ့ဒါဒိုင်းတန်းရှိဆိုတာဘာနဲ့မသိမှာဆိုလို့ဒီပေါင်နဲ့တင်မစုံနဲ့ကို join လုပ်တဲ့နေရာပေါ့နော်အဲ့ဒီနေရာအရှိုးအဲ့ဒီအရှိုးကိုဒိုင်းတန်းရှိလို့ခေါ်တယ်အဲ့တော့ဒီ ကိုယ့်ရဲ့ပေါ့နော်ဒုတ်ောက်ကားတဲ့အဲ့ဒီဒိုက်တန်ရှိနဲ့အဝါဆဲလေးဖြစ်ရမယ်ကိုက်ညီနေရမယ်ပေါ့နော်ဒိုက်တန်ရှိရှိတဲ့အနားလောက်မှာဒီဒုတ်ောက်ရဲ့ဒါကစားလည်းရှိရမယ်ဆိုဝဲအောင်မိုဒက်စကိုရှိဥဒေကမာဂရုတကစားကဤဒက်စအဲ့တော့ဒီဆိုဝဲကိုကိုင်ထားပြီးတော့လမ်းလျှောက်ဖို့အတွက်ဆိုရင်အရန်ကြီးပေါ့နော်ဒီမှာဒုတ်ောက်ကအရန်ရှင်နေလို့ရှင်ရတယ်ဒီလက်ကြီးကကိုကိုကြီးဖြစ်နေမယ်။ဒုက္ခအရန်တူနေလို့ရှိရင်လည်းမမှီမဲနဲ့ခန္ဓာကိုယ်တစ်ဖက်ကိုတင်းဆောင်နေမယ်။ဒါကြောင့်မို့လို့ဒီ ကိုကပေါ့နော်ဒီဒုက္ခကိုကင်ပြီးတော့လမ်းလျှောက်တဲ့ခါမှာကိုရဲ့ဒီလက်မောင်းကနည်းနည်းလေးကွေးလို့ရတဲ့အနေထားလောက်ဆိုရင်ဒါရပြီဒီအနေထား okay ရဆွေနော်စာခီကဟဲ့တဲ့ဤသူတို့အပေါင်းနိုင်တဲ့အဲ့ဒါကြတော့ဘောနော်ဆွေနော်စာခီဆိုတာကြတော့အမတို့ဒီဒုက္ခတွေကကြတော့တာခါဆောက်ပြောင်းလို့ရရပေါ့နော်အမျိုးမျိုးပြောင်းတဲ့ခါမှာပြင်သူကဒီဟိုပါလေးရှိရပေါ့နော်ထဲလိုက်ပြီးတော့လို့ရှိရင်သူကဒီဒုက္ခကအောက်ကိုချော်မကြတော့လို့အထစ်ကလေးခံတာမျိုးရှိဒါမျိုးလေးတွေပြဒါမျိုးတွေကပြုတ်ကြနေရမျိုးအဲဘောနော်ဒါပဲဆိုလို့ရှိရင်နော်အပေါင်းနိုင်ဖြစ်တယ်လို့ပြောတာ ပြင်ကြတော့ခန်းဆိုကုဆိုတာကြတော့လေမဖြတ်တဲ့ပဲပေါ့နော်ခန်းခိုးနာဟိုအဲ့တော့အမအမြင်နဲ့ပြပြရမယ်ပေါ့နော်ခန်းဆိုတဲ့ဒီခန်းခိုးဆိုတဲ့ခန်းကြီးရဲ့ခန်းအတွေ့အစင်းဒါကျမ်းမာတဲ့ဘက်လေမဖြတ်တဲ့ပတ်လို့မှတ်ထားလို့ပြောထားတယ်အဲ့တော့ခန်းခိုးနာဟိုတဲ့တဲ့ဝမချိမဲ့စားတော့တိမဲ့ထင်ပါတယ်မတန်ဘူးပေါ့နော်လေဖြတ်နေပါတယ်ဆိုမှဒုက္ခမတည်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့ကောင်းတဲ့ဘက်တန်တဲ့ဘက်ကလည်းဒုက္ခကိုတည်ပါမယ်တဲ့သူကဒီမှာပြောထားတာပေါ့နော် အဲ့ဒါပြီးတော့ဆွဲတော့စခိဆိုတာကျတော့ဒီဒုတ်ကောက်ရဲ့အောက်ထည်ကဘာလေးကိုပြောရလဲဆိုလို့ရှိရင်ရာဘာလို့ဟာလေးပေါ့နော်အဲ့ဒါလေးကကျတော့ချော်မထွက်သွားအောင်အဲ့ဒါကအကယ်၍ပြုတ်နေချော်ထွက်နေဆိုလို့ရှိရင်ကျတော့ဒီဒုတ်ကောက်ထောက်လေချော်ချော်ကြီးဖြစ်နေမှာပေါ့နော်ကျမ်းမြင်မှာဒါကကျတော့ကျမ်းမြင်ရင်တဲ့ဒုတ်ကောက်နေကိုသူကမချော်အောင်ထိမ့်မိထားတဲ့ဟာလေးအဲ့ပြီးတော့ဒီကမှလေဖြတ်တဲ့ပဲလေမဖြတ်တဲ့ပဲဥပပြပြထားပါပေါ့နော်ဟုတ်အဲ့ပြီးတော့သူကနောက်တစ်ခွပါပြောရလဲဆိုလို့ရှိရင်ကျတော့ ုကီနော့ဂျွန်ဘန်တဲ့အာဒုခိမတ်တဲ့ဒီကတော့အမမမြန်မာပိုင်းမှာသင်ခဲ့ရတဲ့ဟာနဲ့အတူတူပဲအဲသူလမ်းလျှောက်တဲ့ခါမှာပေါ့နော်လေးဖြတ်နေရဲသူကဒုတ်ကောက်နဲ့လမ်းလျှောက်ရင်းဘယ်ရင်ချက်ကွေရင်ရွှေမလဲတို့ပြီးလှေကားတက်ရင်ဘယ်လိုလုပ်မလဲလှေကားဆင်းရင်ဘယ်ရောက်ရင်ရွှေမလဲဆိုတဲ့ဟာမျိုးအဲ့တော့ဟိုကိုဆုတုတိုခိစာလမ်းလျှောက်တဲ့အချိန်မှာဆိုလို့ရှိရင်အမတို့ကဒုတ်ကောက်ကိုညင်ရွှေမယ်မိသားလို့ရှိရင်လေးဖြတ်တဲ့ဘက်ပြီးရင်လေးမဖြတ်တဲ့ဘက်ပြန်ခိုင်းတော့အာဂတုတို့ခေဆိုလေကောက်တက်တဲ့ချိန်လေကောက်တက်တဲ့ချိန်မှာဆိုလို့ရှိရင်ထုတ်ကောက်ပြရလို့ရှိရင်ကောင်းတဲ့ဘက်မကောင်းတဲ့ဘက် ပြီးနံပါတ်3ကကျတော့ခိုက်တဲ့ကို OD ရူတို့ခေအဲ့တော့လေကနေဆင်းတဲ့အချိန်စီကနေဆင်းတဲ့အချိန်ဆိုလို့ရှိရင်ထုတ်ကောက်ပြီးသွားလို့ရှိရင်လေဖြတ်တဲ့ဘက်လေမဖြတ်တဲ့ဘက်ဒီလိုမျိုးဂျွန်ဘက်နဲ့တက်ရမှာပေါ့နော်ဒါမှမဟုတ်မြန်မာပိုင်းမှာတင်နေပြီလားအာရှိကဒဲနိုင်းတို့ခေဝအာရှိကဒဲနိုင်းဆိုတော့ဘာလို့မှာလေကလေတက်တယ်လမ်းနဲ့ချက်တဲ့ခါမှာခြေထောက်ကတောင်တောင်နဲ့လေလေဖြတ်နေရလူဖြစ်တဲ့တကြမလို့မချွတ်နိုင်ဘူးကောနော်ဒီလိုဆိုလို့ရှိရင်တော့ခွဲခါခေလို့ပြရမယ်အရှိယိုဒက်ရှ်တခုဒါဆိုင်အရှိယိုဂိုက်တခုဒါဆိုင်ဆိုပြီးတော့ခွဲခါခေလို့ပြရပါမယ်တဲ့ခိုင်ကျော်စုတို့ခေဝခန်းခိုခုနဟိုနေတာရှိမှာအဲ့တော့ကိုကသူ့ကူညီပေးတာပေါ့နော် လေဖြတ်နေလို့ကိုကလမ်းရှောက်အတူတူကူညီပေးတဲ့အခါအဲ့လိုကူညီပေးတဲ့အခါမှာဆိုလို့ရှိရင်ကိုကလေမဖြတ်တဲ့ဘက်မှာရက်ပြရမှာပေါ့နော်လေမဖြတ်တဲ့ဘက်မှာရက်ပြီးတော့ကိုကဆဆာရဲလို့လုပ်ပြရမယ်ဒါကိုပြောထားတာတဲတဲ့ကိုရှီရောဆဆာရဲမှာဒီလက်နဲ့ပေါ့နော်သူ့ရဲ့အနောက်ကဒီခါနေပြီးတော့ခန္ဓာကိုယ်ထိမ့်ပြီးမယ်လိုအပ်တယ်လို့ထိမ့်ပြီးမှာပေါ့နော်ခိုင်တဲ့နေတော့ခိုင်ကျော်ဝအီချီတက်စတက်ခါရအခုနိုင်မယ်အဲ့လေကတက်ပဲတက်တယ်လေကဆင်းမဲဆင်းဆင်းသူ့ရဲ့အနောက်တစ်ဆင့်မှာကိုကနေရမယ် ဟိုမှာသာလှေကားတက်တယ်ဆိုလို့ရှိရင်လည်းနောက်ပြန်မကြအောင်လို့ကိုကနောက်ကနေထိန်းပြရမယ်။လှေကားဆင်းတယ်ဆိုလို့ရှိရင်လည်းကိုကသူ့ရဲ့အောက်တစ်ဆင့်မှနေရမယ်။အဲ့ဒါမှသူကအရှိရိုးကုန်းပြီးတော့မကြအောင်လို့ကိုကထိန်းပြရမယ်ပေါ့နော်။ဒါကြောင့်မို့လှေကားတက်ပဲတက်တဲ့ဆင်းမဲ့ဆင်းရင်ကိုကသူ့ရဲ့တဆင့်အောက်မှာနေရမယ်လို့မှတ်ထားလိုက်ရပြီ။လှေကားတက်တယ်ဆိုလည်းသူကတက်တယ်ဆိုရင်ကိုကသူ့ရဲ့အောက်တစ်ဆင့်ဆင်းတယ်ဆိုလို့ရှိရင်လည်းသူကမဆင်းနိုင်သေးဘူး။ကိုကသူ့ရဲ့အရှိအောက်တစ်ဆင့်ပေါ့နော်ဒီလိုမျိုးပုံစံပြောတာ။အဲ့ဒီတော့လို့ရှိရင်သူကဗာလဲဆိုလို့ရှိရင်ကြတော့ဒီကအသက်ရလာတဲ့အခါမှာသူတို့တွေကိုပေါ့နော်ဒီဂျပန်မှာက အသက်အရွယ်နဲ့လိုက်ပြီးတော့ OUI တွေလုပ်တယ်အဲ့မှာသူတို့ဘယ်လိုအကြောင်းလေးတွေသုံးမလဲပြီးရင်ဒီအသက်ရရောက်ပြီဆိုလို့ရှိရင်တော့ဘာနာမည်ရှိရပေါ့နော်စသဖြင့်ဒီလိုဟာမျိုးလေးတွေခေါ်ရပါအမအရင်ကြည့်ထီရကိုမကျွမ်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့မပြောပြတော့ဘူးကေဗီကွာတိချင်တယ်ဆိုလို့ရှိရင်တော့အဲတူကိုပတာကိုပေါ့နော်ဒီ internet မှာရှာပြီးဖက်ကြည့်လို့ရတယ်ဟိုတော်တော်ဆိုလို့ရှိရင်တော့ဒီ MRO စီမှာရှိတဲ့ရှင်နေပြည့်တဲ့ဖွားရှိရပေါ့နော်ဒါဆိုလို့ရှိရင်တော့သူ့ကိုဒီအဝါရောင်လေးနဲ့လက်ဆောင်လေးပေးတယ်ပြီးတော့လို့ရှိရင်ကျတော့သူက hey ကျူဖြစ်ပြီးဆိုပြီးတော့အမရဲ့ကောင်းဆောင်ကတော့ပြောရပေါ့နော် ဟဲ့ကောမဲဟဲ့ဒီမဘေးဂျူအဲဘေးဂျူဖြစ်ပြီဆိုလို့ပြောရမှာနော်အဲတိတ်ပြီးတော့တိတိရှင်းစားတော့မသိဘူးဒါသူတို့ရဲ့ဒီနိုင်ငံရဲ့ဟိုဟာပေါ့ဒလေထုံးလေးဖြစ်တဲ့တကြမလို့ဒါကြဘဟုတုရရအောင်သူလေးဒီမှာထည့်ပြီးထားတာဖြစ်ပါတယ်ကေမီနာဆန်တော့တိချာတိကျင်နေဆိုလို့ရှင်တော့ကိုယ့်ဘာကိုရှာဖက်ကြည့်ပါနော်ဟဲ့အပြီးတော့လို့ရှင်သူကဘာလဲဆိုလို့ရှင်ကြတော့ဟိုခိုတာစုခေရူခိကု လမ်းလျှောက်တာကိုကူညီပေးတယ်ကရိယာတွေဟိုခိုကီပေါ့နော်ဟိုခိုကီကအကုန်လုံးသိမှထင်တယ်အဲ့ဒီဟိုခိုကီမှာမာတဲ့ဘိန်းပါနဲ့ဘိန်းမပါနဲ့ရှိရပေါ့နော်ရှာတင်းဆိုတာဘိန်းရှာတင်းစခိဆိုတာဘိန်းပါတယ်ရှာခိအဲရှာတင်းနာရှိဆိုတဲ့ဘိန်းမပါတာနှစ်မျိုးရှိပါ၏တဲ့အပီတလရှင်ကျတော့ရှီရူဘာကရှီရူဘာကဆိုတာကအရှိရတင်ငယ်ဆာမှာလည်းပါခဲ့တယ်ပေါ့နော်သူကဒီဈေးဝယ်ချင်းနှောင်းလေးလို့ချင်းနှောင်းလေးပါတယ်ပြီးရင်သူကချင်းနှောင်းလေးကိုအဖုံးလေးအုပ်လိုက်မယ်ဆိုလို့ရှိရင်သူကထိုင်ကုန်လေးလို့ဖြစ်တယ်အဲ့တော့ကိုကလမ်းလျှောက်နေညောင်းလိုက်ပြီဆိုလို့ရှိရင်ဘရိတ်ကလေးကိုခတ်ပြီးတော့ထိုင်လို့ရတယ် ပြီးအဖိုးဖားတွေကတို့မှ share ဒီပစ္စည်းပေါ့နော်မှမျက်မှန်လေးစောက်တွေစသဖြင့်ဒါတွေကိုလည်းဒီချင်းဆောင်လေးတွေကိုထည့်ပြီးတော့တည်လို့ရတယ်ဒီဟာကိုရှီရူဘကလို့ခေါ်ပါတယ်အိုရှီနာကတော့အန်ဆန်နေရတို့ခဲမှာစစ်ဒါလေးကိုပေါ့နော်ဖိကင်ပြီးတော့ကိုကအဲတူအန်ရကင်းကင်းနဲ့လမ်းလျှောက်နိုင်တယ်နေမို့ဆိုရေတို့ကိုတို့မို့အခုတို့ကအာရီမတ် အတခုတို့ကမနာဆိုင်မိမဆိုဤတဲ့တို့တခုတို့ကအရင်မယ်ခုနပြောရပါတော့ဒီအဖုံးလေးကိုဖွင့်ပြီးတော့အထုပ်လေးထည့်လို့ရတယ်ပြီးရင်ပင်မလာပြီဆိုလို့ရှိရင်စခါတဲ့ဒါရဆူကတဲ့မှာအထုံးလေးကိုပိတ်ပြီးတော့ပြန်ပြီးတော့ထိုင်လို့ရတယ်ဒါကိုရှီလူဘကလို့ခေါ်တယ်ပေါ့နော်ဒါလေးကြီးလေတော်တော်များများတုံးချပါတယ်ဟိုက်တာဆိုလို့ရှိရင်အမတို့ကကခွနိဒက်စ်တို့ဖြည့်ကြည့်ကြမယ်နိုင်နနကာနီဟိုင်ဒိုမိုနိုရှတာခရာအေရာဘီမာရှောနံပါတ်1ကကြတော့ဟိုကိုဆုတုတိုကီဆိုဝဲဝနာနီနာရီတဲ့မိုချီမတ်လမ်းလျှောက်တဲ့အခါမှာတဲ့အမတို့ကဒီထုတ်ကောက်ကိုဘယ်ကနေကင်မလဲဆိုတော့အမတို့က